ားလုံးပဲမင်္ဂလာပါရှင်အခုပြောပြမယ့်ပုံမြင်လေးကတော့ပညာရှိသမီးလိမ္မာပုံမြင်မေးဖြစ်ပါတယ်ရှင် ရှေ့ရခါတုန်းကဘာယန္တတိပြည်မှာ နေထိုင်တဲ့ပုံနာခုနှစ်ယောက်တို့ဟာအမျိုးမျိုးအနေနဲ့သွားပြီး အလူခံကြရာအသက်ပြား၅၀၀ကိုရရှိကြလေတဲ့ပုံနာအချို့ကအညီအမျှခွဲယူကြရန် ပြောဆိုကြလေတဲ့အသက်ကြီးဆုံးပုံနာက မိတ်ဆွေတို့အသက်ပြာ900ကိုအခုချိန်မှာခွဲယူရင်အညီအမျှရဖို့ဆိုတာမလွယ်ဘူးအသက်ပြာ900ရမှခွဲယူကြရင်တရောက်ကိုအသက်ပြာ100စီအညီအမျှရပြီလိမ့်မယ်အဲ့ဒီအခါကျမှခွဲယူကြတာပေါ့လို့ပြောလေတယ်အဲ့ဒီအခါပုံနာတယောက်ကဟဲ့လားဆိုရင်ဒီအသေးပြား900ကိုဘယ်သူက ထိမ့်သိမ်းပေးထားမှလဲလို့ပြောရပုံနာကြီးကဥယျာဉ်ထဲမှာထမအနံထားကြတာပေါ့လို့ဆိုက ဥယျာဉ်ထဲမှာရှိရာကိုတွားကြပြီးအသက်ကြီးဆုံးပုံနာကအတင်ဥယျာဉ်ထဲမှာအကျွန်ုပ်တို့9ရောက်ရဲ့အသက်ပြ900ကိုခဏထိမ့်သိမ့်ပေးထားပါတယောက်သေးလာရင်မပေးပါနဲ့ငါတို့9ရောက်အတူတကွလာတောင်းမှ ပြန်ပေးပါလော့ဟဲတာကိုတော့အသေးအချာမှတ်ထားပေးပါလို့ပြောက အနံ့ထားခဲ့လေတဲ့အသက်ငယ်ဆုံးပုံနာက မကြည့်နဲ့ဖို့ပုံနာတို့ဟာအလူခါရန်ဆက်လက်ထွက်ခွာလာကြတဲ့ ဥယျင်ထဲမှာနဲ့မနီမဝေ ခေါ်တန်ကြရတဲ့နေရာရောက်တော့ချောင်းငယ်တစ်ခုကိုတွေ့တဲ့ဖြစ်သူတို့တလေးအရာခေါင်းစည်းမင်္ဂလာပြုကြရန်ရေတွေကိုဆင်းသွားကြလေတဲ့ဒါပေမဲ့တေယောကမွန်ပားမလာတော့ခေါင်းစည်းမင်္ဂလာပြုဖို့တေယောကမွန်ကပားမလာဘူးဟဲ့ပုံနာငယ်လေးငါတို့အသက်ပြအနံ့ထားတဲ့ဥယျင်ထဲမှာထမ်းမှာတောတောင်ဆမ်းမအောင်လို့ဆိုကခိုင်းစီလေတဲ့ နကိုကလေးကပင်မစင်မနဲ့ဖြစ်နေတဲ့ပုံနာဟာဥယျံတဲမထံသို့ရောက်တဲ့အခါတေယောကမုန်းကိုသာမကအနှံထားတဲ့အသပြာတို့ကိုပါတောင်းလေတဲ့ဟဲဒီအခါဥယျံတဲမကတင်တို့ခုနှစ်ယောက်အတူတကွလာတောင်းမှာပေးမှာပါလို့မှားထားခဲ့တယ်မဟုတ်လားတင်တယောက်တည်းလာတောင်းလို့မပေးနိုင်ဘူးလို့ညင်းနေ တင်မယုံရင် ပုံနာကြီးတွေကို လာတောင်းခိုင်းတာ ဟုံမဟုံလောက်အောင်မေးကြည့်ပါလို့ပြောရာဥရသည်မားကပုံနာကြီးတို့ရဲ့အမိကိုခေါ်ပြီးအတင်ပုံနာတို့အနှံနဲ့အသပြာကိုပေးလိုက်ရမလားလို့အဟစ်မေးလေတဲ့ပုံနာတို့ကဒိုတောင်းခိုင်းလိုက်တဲ့တေယောကမုန်းကိုမေးတဲ့ထင်မှတ်ပြီးပေးလိုက်ပေးလိုက်လို့လက်ရိုက်ကအော်ပြောလေတဲ့ပုံနာငယ်ဟာဥရသည်မားပေးလိုက်တော့အသပြာတို့ကို ဖွဲ့ပြီးပုံနာကြီးများထံကိုပြန်လာ ါလေတဲ့ပုံနာတို့ဟာတေော်ကမောပြေခေါင်းစင်မင်္ဂလာပြုတ်ပြီးတော့ရွာများသူအစင်အတိုင်းသွားပြီးအလူကံကတေရွာတင်ညအိရနာကြလေတဲ့ဟဲ့ဒီအခါပုံနာငယ်ဟာလှေစည်းကမြစ်တစ်ဖက်ကန်းသို့ကူပြေးလေတဲ့ပုံနာငယ်ပြောက်ချင်းမလာပြောက်နေတာကို ပုံနာ၆ယောက်တို့ကတန်တရားဝင်က ဥယျာဉ်ထဲမှာထောင်ကို ပြန်သွားပြီးမင်းမြင်းလေတဲ့တင်တို့ကပေးလိုက်ပေးလိုက်လို့အော်ရာမိုထုတ်ပြန်တောင်းခိုင်းတာထင်ပြီးပုံနာငယ်ကိုပေးလိုက်တယ်လို့ဖြေလေတဲ့ပုံနာတို့လည်းမကြေမနက်ဖြစ်ကမြို့ဝမင်းထံကိုတွားရောက်တိုင်ကြားကြလေတဲ့မြို့ဝမင်းကတိုင်ကြားကိစ္စကိုကြားနာစစ်ဆေးပြီးတင်တို့ခုနှစ်ယောက်အတူတကွာလာတောင်းမှပေးပါလို့မှတ်ထားလေရဲ့တယောက်ထဲလာတောင်းတာကို ပေးရတယ်လို့ဟုဥယင်သမားကပေးမိပါတယ်လို့မြို့ဝမင်းကထူထူဆိုလည်းရင်တင်ကပုံနာတို့ကိုအတပြား900ပေးစီလို့အမိန်ချမှတ်လေရာဥယင်သမားကအကျုံတို့မှာအတပြားပေးဆောင်စရာမရှိပါဘူးလို့ပြောလေတဲ့ဟဲ့ဒီအခါမြို့ဝမင်းက အသက်ပြ900မပေးဆောင်နိုင်ဘူးဆိုရင်ပုံနာ6ရောက်တို့ရဲ့အိမ်မှာအလဲကျအလုံးကျေးပြုစေဟု အမိန်ချမှတ်လေတဲ့ဥယင်တယ်မဟာအသက်ကြီးဆုံးပုံနာကြီးအိမ်မှာစပြီးတအိမ်တွင်တလားစီအလုံးကျေးပြုပေးရလေတဲ့ဒါကြောင့်ဥယင်တယ်မသည် ပုံနာတို့ကို အကြောင်းပြုပြီးပရိတ်တရေရက သမီးလေးတယောက်ကိုဖွားမြင်လေတဲ့အဲ့ဒီသမီးလေးကဆချောင်းနေအရွယ်ကိုရောက်တော့မိခင်ကြီးမှတလားလှဲရင် ပုံနာတယောက်စီအိမ်မှာအလဲကြအလုံအကျွေးပြုတ်ပေးနေရတာကိုသိပြီးမိခင်ဘကြောင့်ပုံနာတွေရဲ့အိမ်မှာတလားတခါအလဲကြအလုံကျွေးပြုတ်ပေးနေရတာလဲလို့မေးလေတယ်။အဲ့ဒီအခါဥယင်တယ်မားကအိမ်မှာဖြစ်ရမှန်ကိုသမီးဖြစ်သူနားလဲအောင် ရှင်းပြလိုက်လေတယ်။ အိုးမိခင်မိခင်ကညံနေပါလို့သူတပားရဲ့မတရားဆုပ်ဖြတ်မှုကိုခံရတာပဲမင်းကြီးကို အခစားဝင်တောင်းပြီးရှောက်တင်ကြည့်ရမယ်လို့ဆိုကရှောက်တင်ဝင်တောင်းရာ ခွင့်ပြုလေတဲ့ဘုံတော်ကြီးမြတ်တော်မူပါတော့အရှင်မင်းကြီး အရှင်ရဲ့တိုင်းပြည်အတွင်းဝေသူတပားကို အလုတ်ကျွေးပြုရသူသည်အရှင်သခင်တယောက်သေးထံမှပြုရပါတဲ့အကျွန်တော်မျိုးမိခင်မှာ အရှင်သခင်6ရောက်စီမှအပြစ်မရှိပဲတလားစီ အလှဲကြအလုတ်ကျွေးပြုတ်ပေးနေရတာကိုမကျင်တတ်ပါဖေ။အဲ့ဒီပုံနာ6ရောက်ကိုခေါ်ယူပြီးသူတို့နဲ့မျက်နှာချင်းဆိုင် ဖြည့်ရှင်းချက်မာတယ်ဖေ။ဖြည့်ရှင်းခွင့်ပြုတော်မူပါဟုရဲဝင်းစွာရှောက်တင်ရာမင်းကြီးကရဲဝင်းနဲ့မင်းမငယ်လေးပဲသူဆန္နာကို ဖြည့်စည်းပေးတင်တယ်လို့တွေးကပုံနာ6ရောက်ကိုရှေ့တော်သူခေါ်စေတယ်။ ဲ့ဒီနောက်မင်းမငယ်လေးကအရှင်မင်းကြီးအကျွန်တော်မျိုးမကိုအသက်ပြား900ချီးတော်မူပါဖရာလို့ရှောက်တင်ပြန်လေတယ်။မင်းကြီးကမင်းမူမင်းတန်းတို့ကိုအသက်ပြား900တို့ကိုယူစေပြီးမင်းမငယ်လေးကို ပေးတယ်။ထိုအခါမင်းမငယ်လေးကအသက်ပြား900တို့ကိုကမ်းပြီးပုံနာ6ယောက်ကို အရှင်ပုံနာတို့ဟာအကျွန်ုပ်မိခင်ဥယင်တယ်မထံကိုအသက်ပြား900အနန္ထာစင်ကပုံနာ9ယောက်အတူတကွာလာတောင်းမှအသက်ပြား900တို့ကို ပေးပါတယောက်တည်းလာတောင်းပါကမပေးဖို့မှားချခဲ့တယ်မဟုတ်ပါလားလို့မင်းနေရပုံနာ6ယောက်တို့ကမှန်ပါတယ်လို့ဖြေချကြလေတယ် အဲ့ဒီအခါမိမငယ်လေးကအကျွန်ုပ်မိခင်ဟာတင်တို့ကတေယောကမွန်လှမ်းတောင်းတာကိုအသက်ပြတော့တောင်းနေထင်မှတ်ပြီးပုံနာငယ်ကိုပေးလိုက်မိတဲ့အတွက်တင်တို့ထံမှာတလားစီ အလှဲကျအလုတ်ကျွေးပြုနေရတဲ့အတင်ပုံနာတို့ရဲ့အသက်ပြ900ကို ပြန်ရရင်အလုတ်ကျွေးပြုနေတဲ့အကျွန်ုပ်မိခင်ကိုရက်ဆိုင်ပေးနိုင်မလားလို့မေးမြန်းလေတဲ့ ပုံနာ6ယောက်ကအသက်ပြ900ရရရင် အလုတ်ကျွေးမပြုတ်ခိုင်းတော့ပါဘူးလို့ပြောကြားကြလေတဲ့အဲ့ဒီအခါမိမငယ်လေးက အခုအသက်ပြ900တို့ကိုအရှင်ပုံနာတို့မြင်ပါတယ်အသက်ပြ900ကို ပြန်ဆက်ပါမယ်ဒါပေမဲ့အရှင်ပုံနာတို့အနေနဲ့အကျွန်ုပ်မိခင်ကိုမှာကြားထားတဲ့အတိုင်းပုံနာခုနှစ်ယောက်အတူတကွာလာတောင်းမပေးပါမယ်ပြောင်နေတဲ့ပုံနာငယ်ကို တွေ့အောင်လိုက်ရှာကြပါအောင်လို့အေးအေးဆေးဆေးတင်ငိမ့်စွာပြောရမင်းကြီးနဲ့တကွာမိုးမတ်ဖို့ပါ အပေါင်းတို့ကမိမငယ်လေးဟာတရားအရာ၌ကျွမ်းကျင်လိမ့်မှာပေတဲ့ မိမငယ်လေးကို တရားစီရင်ရင်ကဏ္ဍ၌ခန့်အပ်ထားလေရင် ပြည်ရေးပြည်ရာကိစ္စမှန်သမျှပုံမကောင်းမလာလိမ့်မယ်လို့တွေးမိကမြို့ဝမင်းကိုတရားစီရင်မှုမများတာခဲ့တဲ့အတွက်တန်ငွေအသက်ပြားတစ်ထောင်ပေးဆောင်စေတဲ့အသက်ပြား900ပုံနာ6ရောက်ကိုပေးစီပြီးဥယင်တယ်မှာအလို့အကြည့်ပြုခြင်းမှာလူစေမိမငယ်လေးကို တရားရေးဝင်ကြီးခန့်အစေဟု အမိန့်ချမှတ်တော်မူလေတဲ့မိမငယ်လေးနဲ့မိခင်ဥယင်တယ်မှာတို့ဟာလွန်စွာပင်ပျော်ရွှင်စွာနေထိုင်သွားကြပါတော့တဲ့ပေ ုံမြင်လေးရတော့ဒါပါပဲရှင်အဆုံးထိနားဆင်ပေးခဲ့တဲ့အတွက်ကြောင့်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီ channel လေးကိုလည်း like and subscribe လေးလုပ်ခဲ့ကြပါအောင်ရှင်